ဆရာဇဝနာရဲ့ဇောင်းဇောင်းဆိုတာဖြစ်တဲ့ဖြစ်ထိုက်တဲ့ရိုက်ွက်တွေကိုသုံးသပ်မိတ်ဆက်ပေးထားတာပါဖြစ်တဲ့ဖြစ်ထိုက်တယ်လို့ညီကိုရီအလုံးရဲ့စိတ်ထဲမှာခံစားမိမှဇောင်းကို စိတ်ကြိုက်ပုံအောင်လိုက်ပါဇောင်းဟာဇောင်းပါပဲစနေညအတွက်မိတ်ဆက်ပေးခဲ့ခြင်းတဲ့ပွဲစဉ်ကတော့ Man City Brighton ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်အတွက် Man City အသင်းကတလုံး30အနိုင်အကျော်ပေးထားပြီးဂိုးပေါင်းစည်းကွက်၃လုံး45အရှုံး ဖွင့်လှစ်ပေးထားပါရယ်ဈေးကွက်အမြင်တစ်ခုအနေနဲ့ကြီးလိုက်ရင်တော့မန်စီးတီးသင်းရဲ့ဘော်ဒီဈေးကွက်ဖွင့်လှစ်မှုကမှန်ကန်နေပြီးဂိုးပေါင်းဈေးကွက်ခင်းကျင်းမှုကတော့ဆွဲဆောင်မှုအားကောင်းလို့နေတဲ့ဖွင့်လှစ်မှုတစ်ခုလို့ကောက်ချက်ဆွဲပေးခဲ့ကြပါရယ်မန်စီးတီးသင်းရဲ့ခံစစ်ပိုင်းဟာပေါက်ထွက်လို့နေပြီးဘရိုက်တန်အသင်းရဲ့တိုက်စစ်အားကစိတ်ဓာတ်ယုံကြည်မှုအပိုင်းအမြင်မားဆုံးအချိန်ရောက်ရှိနေတာမှုဂိုးပေါ်ဘက်နေထိုင်မှုဆိုတာဖိုက်တာတွေအတွက်လက်တွန့်နေမဲ့ဈေးကွက်ခင်းကျင်းမှုမျိုးမဟုတ်တာကြောင့် ဂိုးပေါ်ဘတ်တချမ်းဆောင်တက်ဖို့ဆွဲဆောင်ထားတဲ့ဖွင့်လှစ်မှုလိုပဲယူဆမိပါတယ်။ပြေပနှစ်သိန်းလုံးတိုက်စစ်အာဏာဖြစ်နေတယ်လို့ကန်စစ်ပိုင်းတွေကမလုံခြုံတဲ့အခြေအနေမျိုး၃လုံး45အရှုံးနဲ့ဂိုးပေါ်ဘတ်ပုံအောဖို့ဘလူးဖိုင်တာကားမှလက်တွနေမဲ့ဈေးကွက်ခင်းခြင်းမှုမျိုးမဟုတ်တာမို့ဂိုးပေါ်ဘတ်စိုင်းနေတဲ့နေကြရင်သတိထားစောင့်ကြည့်ရမယ်ဈေးကွက်ဖွင့်လှစ်မှုဖြစ်နေပါလေဒီပွဲစဉ်အတွက်ကျွန်တော်ကတော့ဈေးကွက်ဖွင့်လှစ်မှုမှန်ကန်လုံးနေသလို အစင်ရတည်မှုအရာကလည်းအမာရင်ခံလို့မရတော့တဲ့မန်စီးတီးသင်းကိုအကြိုက်တွေ့နေမိပါတယ်အစင်၄နေရာမှာရက်တည်နေတဲ့ချယ်ဆီးသင်းဟာအာဆင်နယ်အသင်းနဲ့ပွဲချက်ရင်ဆိုင်ရမယ့်အနေအထားမှာမန်စီးတီးအသင်းအနေနဲ့ဘရိုက်တန်အသင်းကိုပေါ်ပေါ်ဆဆကစားမှာမဟုတ်ဘူးလို့ယုံကြည်နေမိတာကြောင့်ပါမန်စီးတီးသင်းရဲ့ဈေးကွက်ဖျက်ချော်နိုင်မှုတွေက ပြန်ပွဲစုံနောက်ဆုံး၉ပွဲမှာနှစ်ပွဲတည်းသာဈေးကွက်အောင်မြင်ထားခဲ့ပေမယ့်လက်ရှိမန်စီးတီးသင်းရဲ့ဈေးကွက်ဖွင့်လှစ်မှုတလုံး၃၀အနိုင်ခင်းကျင်းမှုကတော့ အောင်ကြီးလူတော်တတ်မှတ်နိုင်ပါ रे မန်စီးတီးသင်းရဲ့ဈေးကွက်စင်းစင်းမှုတွေအရလေးလာကြည့်ရင်နော်တင်ဟမ်စပါနယူကာဆယ်အသင်းတို့ကိုလေဗယ်တရာအရှုံးဝင်းကျင်တွေတောင်ဖွင့်လှစ်ပေးခဲ့ပြီးချယ်ဆီနဲ့အက်စတရိုဗီလာအသင်းတို့ကိုတော့လေဗယ်60အရှုံးဝင်းကျင်တွေတောင်ဖွင့်လှစ်ပေးခဲ့တာမို့မန်စီးတီးအသင်းနဲ့အစင်ရတည်မှုအရရမှတ်တမှတ်သေးတာကွာခြားချက်ရှိနေတဲ့ဘရိုက်တန်အသင်းကိုတလုံး30အနိုင်ခင်းချင်းထားမှုဟာရဲတင်လုံးနေတယ်လို့တောင်သတ်မှတ်နိုင်ပါ रे ။ အကြောင်းကတော့ Brighton အသင်းကအမန်စီးတီးအသင်းထက်ဈေးကွက်ဖြတ်ကျော်နိုင်မှုပိုပြီးအားကောင်းလုံးနေပြီးနောက်ဆုံး6ပွဲဆက်ဈေးကွက်အောင်မြင်ထားသလိုပြန်ပွဲစုံနောက်ဆုံး7ပွဲမှာလည်း2ပွဲတည်းသာဈေးကွက်ကျဆုံးခဲ့ပြီး17ပွဲအထိဈေးကွက်အောင်မြင်ထားခဲ့တာမို့မန်စီးတီးအသင်းရဲ့အင်ရှင်ပါဝါအဟန့်ရှိနေတဲ့အချက်ကလွဲရင် Brighton အသင်းဘက်က အစအစအရာရာတာလွန်နေတာမို့မက်ဆီဒီအသင်းရဲ့တလုံး30အနိုင်ဖွင့်လှစ်မှုဟာဖြစ်တဲ့တာထက်ဘောင်ကျော်လွန်းနေပြီးယုံကြည်မှုလွန်ကဲလွန်းနေတဲ့ခင်ချင်းမှုလို့တော့ကောက်ချက်ဆွဲနိုင်တာကြောင့်ပါဒါကြောင့်ကျွန်တော်ကတော့စနေညအတွက်အနိုင်သေးကြပြီးဂိုးပြတ်မပြတ်တာစောင့်ကြည့်ရမယ်မက်ဆီဒီအသင်းကိုစိတ်ကြိုက်ပုံအောင်ကြဖို့ရဲရဲဝံ့ဝံ့နဲ့ညှို့ပေးခဲ့ခြင်းပါတယ်